ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမတို့အိမ်မှာရှိတာကောင်းသားတယ်မြမြလေးမှုန့်ချိုစားကြပါအောင်ညီမရဲ့ချွေးမမှာကိုဝင်ရှိနေပြီလေအရင်ဆုံးလက်တူယူပြီးတော့အမအိမ်ကိုလာခဲ့တာနောက်ကြမှာတရွာလုံးလက်တူလိုက်ကျွေးတော့မယ် ဲ့လိုပြောပြီးတော့ဒေါ်ဟီမာကထွက်သွားလိုက်ပါတော့တယ်။ဒေါ်ဟီမာရဲ့သားမင်္ဂလာဆောင်တာပဲ၆လတော့မပြည့်သေးဘူး။တတင်းကောင်ကြားနေရပြီ။ငါတို့အိမ်ကချွေးမာတော့လေ။မင်္ဂလာဆောင်ပြီးတော့၅နှစ်ရှိနေပြီ။ဘသူစီကားမှတတင်းကောင်မကြားရသေးဘူး။ငါအစရေကပြောသားပဲ။အဲ့ဒီမြေမဝဲပါနဲ့လို့မင်းတို့ပဲလောဘကြီးပြီးတော့ဝဲလိုက်တာ။အဲ့မြေမှာလူ၃ယောက်တောင်တည်ထားတာဟဲ့။အဲ့မြေကကျင်းစာတွေကြမယ်။အခုထိအိမ်ကချွေးမတွေကကလေးမရနိုင်တာဖြစ်မယ်။ကြည်ရတာတပွားလုံးကလေးမရနိုင်တော့ထက်ပါရဲ့ အဖေါ်ကလည်းဘာလို့ရှင်းယူဆွေးနေရတာလဲအဲ့လိုမျိုးဘာမှမဟုတ်ဘူးကျွန်တော်တို့အမားနှစ်ယောက်လုံးကိုစစ်ဆေးပြီးသွားပြီပဲမဟုတ်လားဆရာဝန်ကလည်းကျမ်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာလို့ပြောပြီးသွားပြီလေနင်ပစက်ကိုပိတ်ထားရဲရင်လူကြီးတွေစကားပြောနေတာဝင်မရှုံနဲ့ပူစော်ပွဲတွေရောအလူပွဲရောအကုန်လောက်ပြီးသွားပြီဒါပေမဲ့အခုချိန်နေမြေးတွေရဲ့ညှက်နာမတွေ့ရသေးဘူးကြည်ရတာတော့လေနင်တို့ရဲ့ကလေးတွေကိုတွေ့ရဖို့အတွက်စောင့်နေရင်းနဲ့တည်းငါသိသွားမယ်ထင်တယ်ကိုရဲ့အဖွားရောက်ခမနဲ့ရောက်ခမရဲ့စကားကိုနားထောင်ပြီးတော့ ကျွေးမကြီးနှစ်ယောက်ဖြစ်တဲ့စုဝေးနဲ့ယူဝေးတို့ကဒီလိုကြောင့်လည်းဝင်ပြီးပွားစီပွားစီလှုပ်လိုက်ပါတယ်။သူတို့ကငါတို့လောင်ပြောင်ဖို့ကလွယ်ပြီးတခြားလုပ်မရှိဘူးလား။အမရဲ့စိတ်လျှော့ဘာလို့ဒေါသထွက်နေရလဲ။ဘလို့ပဲဖြစ်ဖြစ်အေးမြတ်တာကိုဝင်ရှိသွားရင်နှစ်တွေကြာပြီဖြစ်တဲ့ငါတို့တောင်ကိုဝင်မရနိုင်တာ။အရင်တနေ့ကမှငါတို့ရဲ့ညီမဖြစ်လာတဲ့သူကဘလို့လို့ပြီးကိုဝင်ရနိုင်မှာလဲ။တော်ပါသေးတယ်။သူကမြို့မှာနေနေရမလို့မဟုတ်ရင်အမတို့နဲ့တူတူသူလည်းတီတန်တွေကိုတီးခတ်နေရလောက်မှာ။ ဒီကလူတွေရဲ့အပြောဆိုတန်အောင်ပေါ့လေအင်းမြတ်ကိုတွေ့နေရတာကအမှန်လားဟင်ဟုတ်တယ်ကိုစီယာရှင်ကအဖေဖြစ်တော့မှပြီးတော့ကျမအမေဖြစ်တော့မှလေကိုဖြစ်ရုံတော်မယုံနိုင်ဖြစ်နေတယ်15နှစ်ကြာပြီးတော့မှပထမဆုံးအချိန်ကိုရုမိသားစုလေးတွေကိုခလေးလေးတယောက်ရောက်လာတော့မေးကိုအခုပဲရွာကိုဖုံးဆက်ပြီးတော့တရင်ကောင်ပေးလိုက်အောင်မေးဇေယကရွာကိုဖုံးဆက်ပြီးတော့တရင်ကောင်ပေးလိုက်ပါတော့တယ် ီသတင်းကိုကြားပြီးတော့နှစ်တွေကြာတဲ့အထိပျောက်ဆုံးနေတဲ့ပျော်ရွှင်မှုတွေကိုပြန်ရလိုက်တဲ့အတိုင်းအားလုံးကလည်းဝမ်းသာနေကြတော့တာပေါ့နောက်ဆုံးတော့ဖခင်ကျမတို့အိမ်ရဲ့ငိမ့်နေပြီဖြစ်တဲ့စီမီလေးကိုမင်းညိပေးခဲ့တာပဲမြန်မြန်လေးဖုန်းဆက်ပြီးတော့တားနေချွေးမကိုရွာပြန်လာဖို့ပြောလိုက် အခုငါတို့အားလုံးပေါင်းပြီးချွေးမကိုယူဆိုင်မှဖြစ်မယ်နောက်တစ်ပတ်မှပဲဇီယာကအီးမြက်ကိုခေါ်ပြီးမြို့ကနေရွာကိုရောက်လာခဲ့ပါတယ် ဓမိသားစုလုံးကတီးဝိုင်းတွင်နေသူတို့နှစ်ယောက်လုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်။ဘသူရဲ့မျက်စိမှမကြပါစေနဲ့အမေရဲ့ချွေးမလေးကိုတတ်မှမိဖို့ကြောင့်ထဲကနေငြုပ်သီးအနီတွေရှူလာခဲ့။အင်းမြတ်ရဲ့ရောင်းမတတ်မှကမိဖို့ကြောင့်ထဲကနေငြုပ်သီးအနီတွေကိုပကန်းနေထည့်ပြီးယူလာပေးလိုက်ပါလို့တယ်။ဒေါမြကြီးကအရင်ဆုံးငြုပ်သီးအနီတွေနဲ့ချွေးမဖြစ်သူကိုမျက်စိမကြအောင်လုပ်ပေးလိုက်ပါလို့တယ်။ နောက်တော့ဖွာရောက်ခမဖြစ်သူကအေးမြက်ကိုဦးလီတိုင်းမှာမီးမွေးပြီးတော့မျက်စိမကြအောင်ချက်ပြီးလှုပ်ပီးလိုက်ပါတော့တယ်။အဖွာကြီးဒါပါလှုပ်နေရလဲ။အခုနောက်ပဲအမေလည်းမျက်စိမကြအောင်လှုပ်ပေးပြီးသွားပြီလေ။သမီးကဘာမှသိရမှာမဟုတ်ဘူး။အဲ့ဒါကြောင့်တိတ်တိတ်လေးနေအခုအားစပြီးအဖွာနဲ့သမီးရဲ့ရောက်ခမတယောက်တလဲစီသမီးကိုခဏခဏမျက်စိမကြအောင်လို့လှုပ်ပေးမှာ။အင်းမြရဲ့ဖောင်းနေရောက်ခမပြီးသွားရင်နောက်မှာတော့လင်ညီမဖြစ်သူတွေကဖက်နဲ့နဲ့မျက်စိမကြအောင်လှုပ်ပေးလိုက်တော့တာပေါ့ အဲ့နောက်မှာအင်းမြတ်ကိုအင်းနေကိုခေါ်လာလိုက်ပါတယ်။အင်းမြတ်ဟာအလုံးနဲ့အတူအေကန်းနေမှာထိုင်နေတဲ့အချိန်အင်းမြတ်လင်းကြီးမနှစ်ယောက်ရောက်ကမနဲ့ရောင်းမတို့ကအင်းမြတ်အတွက်စားစရာတွေအများကြီးကိုယူလာလိုက်ပါတော့တယ်။စားလိုက်ပါအမရဲ့။အမအတွက်ညီမလေးကိုယ်တိုင်တီးဆောင်ဟာလွာလုပ်ပေးထားတာကလေးအတွက်လည်းကောင်းတယ်လေ။သမီးရဲ့အချိုနောက်မှစားအရင်ဆုံးထောပတ်နဲ့လှုပ်ထားတဲ့ရိုတီနဲ့ထောပတ်နဲ့ချက်ထားတဲ့ဟင်းသီးရွက်အနှစ်ကိုအရင်ဆုံးစား။သမီးသိရလား။ အမေကထောပတ်စီတွေကိုအပေါ်ကနေတောင်းပြန်လောင်းထည့်ထားတာ။အော်ပြီးတော့လေမလိုင်အပြည့်နွားနုပူပူလေးလဲတောက်လာအောင်နော်။ပူပတ်အိမ်ကနေလက်ဆက်တဲ့နွားနုယူလာခဲ့တာ။ဒါပေမဲ့စားစရာတွေကအများကြီးပဲ။ဘလို့လို့ပြီးတယောက်တည်းကောင်အောင်စားနိုင်မှာလဲ။ဒါရီအားလုံးကသမီးကိုကျွေးနေတာမဟုတ်ဘူး။သမီးပိုက်တဲ့ကလေးလေးကိုကျွေးတာ။မြ мян လေးပစံဟ။ဒီနေ့အဖွားကိုယ်တိုင်ခွန့်ကျွေးမယ်။အင်းမြရဲ့အဖွားကခွန့်ကျွေးလိုက်ရောက်ခမနဲ့လင်းညီမနှစ်ယောက်အပြင် ရောင်းပါဖြစ်သူကလည်းတခုမဟုတ်တခုခွန်ကျွေးနေကြတော့တာပေါ့အေးမြက်ရဲ့မိသားစုကစာကလေးကလူဦးရေနေတာကြောင့်လူများတဲ့အိမ်ကိုရောက်လာတဲ့အခါအေးမြက်ကနေထိုင်ရခတ်နေပါတော့တယ်လူတိုင်းကအေးမြက်ရဲ့ဘေးနားမှာပဲနေနေတော့တာပေါ့အဲဒါကြောင့်အေးမြက်ဟာရန်ကိုစိတ်ညစ်ရပါတယ်ညဘက်ရောက်သွားပါတော့တယ်အေးမြက်ကနှင်းနှင်းချက်ချက်အိပ်ပျော်နေတော့တာပေါ့ဒီချိန်မှာတကားခေါက်တံကိုကြားလိုက်ရပါတော့တယ်ဇီယာကတကားဖွင့်လိုက်တဲ့အချိန်မှာတော့ အင်းမြတ်ရဲ့ရောက်ခမဒုံမြတ်ကြီးကမတ်တရက်နေတော့တာပေါ့အမေဒီအချိန်ကြီးအကုန်အဆင်ပြေရလားဘာမှမဖြစ်ပါဘူးသားရဲ့အမေကတောင်းမိချက်နဲ့ဓာလာပေးတာချွေးမကုံဝင်နေဆိုတော့စုံမတွေရဲ့လက်ကနဲ့လွတ်အောင်လို့အမေလာပေးတာဒီဓာနဲ့မိချက်ရှင်ပဲမကောင်းဆိုအားမကတ်နိုင်မှာမဟုတ်ဘူးသားရဲ့ကောင်းအောင်မှာထထားလိုက်နော်ဒုံမြတ်ကြီးသွားတဲ့အချိန်မှာဒုက္ခတာကရောက်လာပြီးတော့ဇေယျကိုဖះရုပ်ပွားတော်ပေးလိုက်ပါတော့တယ် ခဏခဏတယောက်မဟုတ်တယောက်ကလည်းလာလာနေတော့တာပေါ့ဒါကြောင့်အင်းမြတ်ကကောင်းကောင်းအင်းမြတ်ပဲဖြစ်နေပါလေနောက်နေ့မနက်မှာအင်းမြတ်ကရေချိုးပြီးခြံထဲမှာသပင်ကိုအချောက်ခံနေတဲ့အချိန်အင်းမြတ်ရဲ့ရောက်ကမကရောက်လာခဲ့ပါလေသမီးခြံထဲမှာဘာလုပ်နေရလဲပြီးတော့လေသပင်ကိုဒီတိုင်းချထားသေးတယ်ရေချိုးပြီးပြီလားရေပူနဲ့ချိုးတာလားရေအေးနဲ့ချိုးတာလားပြီးတော့သမီးစီကနေမှွေးတဲ့အနက်လေးရနေတယ်ရေမွေးတွေဖျန်းတာလားသမီးဟိုရာသီဥတုကအရန်ပူတော့လေ ရေအင်းနဲ့ပဲချိုးလိုက်တာပြီးတော့ခြံထဲကိုလေညင်းလာခန်းတာပါတမိရေမွေးလဲဆွတ်ထားသေးတယ်မွေးတယ်မလားယင်အမေရောလှူချင်လားဟဲ့တမိမအုံတော့မရှိဘူးလားယင်အရင်ဆုံးရေအင်းနဲ့ရေချိုးတယ်ပြီးတော့စပင်ဖလားချပြီးခြံထဲမှာရှောက်သွားနေတယ်ရေမွေးရလဲဆွတ်ထားသေးတယ်တမိစီကိုစုံမတွေကတ်လိုက်ဘလို့လုပ်မလဲအခုမှရေနွေးတဲပေးမယ်ရေနွေးနဲ့ပဲချုပ်ကြလာပြီးတော့ရေမွေးလုံးဝမဆုတ်ရအောင်ကြားရင်နော် တနာစီယာကောင်းတဲ့အင်းမြက်ကမလုတ်ချင်ပေမဲ့လည်းရောက်ကမဖြစ်သူရဲ့စကားကိုမလုံဆန်းနိုင်တာကြောင့်ရေပူးနဲ့ရေချိုးလိုက်ရပါတော့တယ်။နေတိုင်းနေတိုင်းသူတို့စားခိုင်းတာမှန်သမျှစားရတဲ့အပြင်ဖုန်းထဲကနေတခြင်းနားထောင်ရင်တော့မှအပြည့်ပြောခံရပါသေးတယ်။အမကြီးဘာလို့တခြင်းတွေနားထောင်နေရလဲ။နားထောင်ခြင်းတပဆိုရင်လည်းဖျားတခြင်းဖြစ်ဖြစ်ရာမယနာဆက်တော်ပဲဖြစ်ဖြစ်နားထောင်လေ။တခြင်းနားထောင်တာကောင်းတာမဟုတ်ဘူး။၅၅နှစ်ကြာပြီးမှဒီအိမ်ကိုကလေးလေးတယောက်ကရောက်လာတာ။အမကိုကိုကိုကိူးဆောင်လေ။ အပြင်ထွက်တာကအစားစားတော့တာကအဆုံးအေးမြက်ကိုအားလုံးကလည်းတားဆီးထားရတာပေါ့အေးမြက်ကနေတိုင်းနေတိုင်းအင်ကစားစရာတွေစားရတာပြင်းလာတာကြောင့်အပြင်ကနေခေါက်ဆွဲကြောင်းနဲ့ဘာကာမာပြီးစားလိုက်ပါတော့တယ်အဲ့ဒီအကြောင်းကိုအေးမြက်ရဲ့ရောက်ခမကတီသွားတဲ့အခါမှာတော့အရင်ကဒေါသထွက်သွားခဲ့ပါတယ်တမီအေးမြက်တမီကိုကိုကိုအလောက်တောင်လစ်လျူရှုထားရသလားအရင်ကလွန်နေပြီတမီလည်းတိသားနဲ့၅နှစ်ကြာပြီးမှအမေတို့အိမ်ကိုကလေးလေးတယောက်ကရောက်လာတာတမီကတော့အပြင်စားတွေစားနေရပေါ့လေ ဒီနေ့သမီးစားနေတာအမေတွေ့သွားပေမဲ့နောက်တစ်ခါတော့မတွေ့မိစေနဲ့နော်ဟွန်းအင်းမြက်ကအရင်ကိုစိတ်မကောင်းဖြစ်လာခဲ့ပါတယ်နောက်တစ်ဖက်မှာတမီသားစုလုံးကအင်းမြက်ကိုအရင်အလေးထားတာကိုကြည့်ပြီးစုဝေးကမနာလိုဖြစ်လာပါတယ်ငါအမေဖြစ်ခွင့်မရလို့ဝမ်းနေရတာထက်သူအမေဖြစ်ခွင့်ရခဲ့လို့ပိုပြီးတော့ငါဝမ်းနေရတယ်နှစ်တွေကြာတဲ့ထိငါသူတို့ရဲ့စကားတွေကိုနားထောင်ပြီးအသက်ရှင်တဲ့နေရပေမဲ့အခုတော့အင်းမြက်ကကိုဝင်တဲ့ဖြစ်သွားတာနဲ့ပဲငါ့ဘာသူ့ရဲ့အစီခံဖြစ်နေရတယ် အမြဲတမ်းသူ့နောက်ကိုတကောက်ကောက်လိုက်နေရတယ်။သူ့ကလေးကမွေ့မွေ့ချင်းမတင်တေသွားရင်ကောင်းတာ။မဟုတ်ရင်အဲ့ဒီကလေးမွေ့ပြီးအသက်ရှင်သွားရင်ပိုင်ဆိုင်မှုတွေအားလုံးကသူ့လက်ထဲကိုရောက်သွားလိမ့်မယ်။ငါတို့ကတော့ဘာမှတော့ရမှာမဟုတ်ဘူး။စွေကမနာလူရဲစိတ်နဲ့တင်မော်သည်လှပြီးအင်းမြတ်အတွက်ယူလာပေးလိုက်ပါတော့တယ်။ဒါပေမဲ့လည်းအင်းမြတ်မစားလိုက်ခင်မှာတင်မော်သည်ပကန်းကချော်ပြီးပြုတ်ကျသွားခဲ့ပါတယ်။ Sorry နော်အမလက်ချော်ပြီးပြုတ်ကျသွားတာ။နောက်ကျစားလိုက်ပါမယ်။ အခုလောလောဆယ်တော့ထိဖြောရီတောက်လာအောင်မယ်အကျန်းစီမအောင်မြင်တာကြောင့်စုဝေကအောက်လန်းတွေလှုပ်လာပါတယ်နောက်တော့စုဝေဟာတံမြာသီးထဲမှာလောက်ကောင်တွေထည့်ပြီးအင်းမြက်ကောင်းအောင်မှာထားလိုက်ပါတော့တယ်အင်းမြက်ကအနာကိုတွေ့တဲ့အခါမှာအကျယ်ကြီးအော်လိုက်တော့တာပေါ့ဓမီသားစုလုံးကလည်းအင်းမြက်ရဲ့အော်တန်ကိုကြားပြီးတော့အင်းမြက်စီကိုပြေးလာကြပါတော့တယ်အဲ့မကောင်းတဲ့အရာတွေကအခုချိန်နေအိမ်ထဲကနေမပြောက်ွယ်သေးဘူးလားကြည်ရတာဒါအောက်လန်းပညာဖြစ်လောက်တယ် အမေစိတ်မပူပါနဲ့ကျွန်တော်ဖုံဖုံပြစ်လိုက်မယ်အကုန်လုံးအဆင်ပြေတော့ပါလိမ့်မယ်စုဝေကအင်းမြတ်ရဲ့ကလေးအပေါ်ဘလောက်တောင်မနာလိုလားလဲဆိုရင်ကလေးအယုတ်လေးလှုပ်ပြီးတော့မန်တန်ရုတ်ဖက်ရင်းအတွေ့နဲ့လဲထိုးဆိုင်လာရတာပေါ့ဒါပေမဲ့တည့်ရက်မှာစုဝေရဲ့ယောက်ျားတပ်ပိုင်းကစုဝေလောက်ရတွေကိုတွေ့တော့ပါတော့တယ်နောက်တော့အကြောင်းစုံကိုနားလေသွားခဲ့တော့တာပေါ့အဲ့နောက်မှာတပ်ပိုင်းကတမိသားစုလုံးကိုခေါ်ပြီးစုဝေရဲ့အကြောင်းကိုအမှန်တိုင်ပြောပြလိုက်ပါတော့တယ်ငါတို့မှာတော့လေ အပြင်ကလူတွေအလကားတသက်မကောင်းပြောနေတာတကယ်မွေမအိမ်ကဖြစ်နေတာပဲပြောပောင်စုဝေနင်ဘာလို့ဒီလိုလောက်ရတာလဲနှင်းညီမရဲ့ပျော်ရွှင်မှုမကြည့်ရလို့လားပြည့်ရမလား15နှစ်ကြာပြီးမှအေးမြတ်ကြမဲ့ဒီအိမ်ကိုကလေးလေးကရောက်လာနိုင်ခဲ့တာအဲ့ဒါတော့မှနင်ကဒီလိုအောက်တန်းကျတဲ့လောက်ရမျိုးလောက်တယ်ပေါ့လေမလောက်လို့ဘယ်ဖြစ်မလဲအဖွားတော့တမိကိုကြာ15နှစ်လုံးလုံးမကောင်းပြောလာတာတမိဘာမှမပြောဘဲတက်တိတ်နေခဲ့တာတမိလည်းစူးစမ်းတာပဲလေသူ့ဟာသူကလေးမရနိုင်တာတမိမှပါမှားနေလို့လေ အမေတို့ကတမီးကိုဆိုအားလုံးရှိမှအမြုံမလို့ခေါ်ပြီးတော့အေးမြက်ကိုကြတော့ချီကျူးလို့မပေးနိုင်တော့ဘူး။ဒါပေမဲ့အမရဲ့အဲ့လိုလှုပ်ရှားလူလို့လား။ညီမကိုယ်တိုင်ကဒီလိုမျိုးလူဥယျာဉ်များတာပြီးတော့အားလုံးကအရင်ချစ်ပေးနေတာကိုစိတ်ညစ်နေရ။ဒါပေမဲ့လည်း15နှစ်ကြာပြီးမှကလေးလေးကရောက်လာတော့မှဆိုတော့ညီမလေးနားလည်လာတဲ့ချိန်အားလုံးတီးခန့်ပေးခဲ့တယ်။ဒါပေမဲ့ဒီနေ့အမလှုပ်ခဲ့တဲ့အရာတော့ညီမအိမ်မက်ထဲမှာတော့မတွေ့ရဘူး။အမညီမရဲ့ကလေးကိုလူတွေအများကြီးချစ်ပေးလိုက်မယ်ဆိုပြီးတော့ဝမ်းသာနေတာ။ ။ညီမရဲ့ကလေးကလည်းအမရဲ့ကလေးပဲလေ။အမ၊ညီမလေးလည်းလေ။အမလိုမျိုးသူတို့ရဲ့မကောင်းပြောတဲ့တန်ကိုခံခဲ့ရပေမဲ့ဒီလိုလှုပ်ရက်ကိုတော့တခုမှလှုပ်ဖို့တော့မတွေးမိခဲ့ဘူး။အမတော်တော်လေးကိုအမလှုပ်ခဲ့တာပဲ။အလုံးရဲ့စကားကိုနားထောင်ပြီးတော့စုဝေးကသူ့လှုပ်ရက်ပေါ်နောက်တရရသွားပါတော့တယ်။နောက်တော့အလုံးကိုလည်းတောင်းပန်လိုက်တော့တာပေါ့။ဖီးဟားကြီးငါပါရီလှုပ်မိရလဲ။ညီမလေးအေးမြတ်အမကိုခွင့်လွှတ်ပါနော်။ ကိုရဲ့လက်နဲ့ကိုရဲ့ကလေးကိုတတ်မိရောမလို့အားလုံးပဲသမီးကိုခွင့်လွှတ်ပေးကြပါနော်အားလုံးကစုဝေကိုစိတ်ဆိုးသွားကြပါတော့တယ်ဒါပေမဲ့လည်းအင်းမြက်စကားကိုနားထောင်ပြီးတော့စုဝေကိုခွင့်လွှတ်ပေးလိုက်ကြပါတယ်အဲဒီနောက်မှာစုဝေကအင်းမြက်ကိုသူ့ညမအရင်ချာတယောက်လို့ဘယူဆိုင်လိုက်ပါတော့တယ်လာနေငယ်ကြာနေနောက်မှာအင်းမြက်ကအရင်ကိုချစ်ဖို့ကောင်းတဲ့တားလီတယောက်ကိုလည်းဝေးဖွားလိုက်ပါတော့တယ်နောက်ဆုံးမှာတော့ဆန်ကားနဲ့တိုင်တိုင်ဆောင်ဆိုင်လာခဲ့ရတဲ့မိသားစုလေးဟာ တို့ရဲ့စီမီလေးကိုရရှိသွားကြတော့တာပေါ့အဲ့နောက်မှာတမိသားစုလုံးစုပေါင်းပြီးအင်းမြတ်ရဲ့ခလေးကိုလည်းချစ်ခင်ပေးကြပါလိမ့်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်